တရားကချက်စရာပုံဘူးဆိုတာပြီးနိုင်ဒုတိယဖြစ်နေရင်ဘယ်အရာကိုထင်းသိမ်းရမလဲဘယ်အရာကမလုံသင့်ဘူးလဲဘလို့ပြုတ်မှုကတိတ်ခါရှိတာဟယ်လိုကျွန်တော်ရဲ့ချင်းမဆွေနေတငယ်ချင်းများလို့ပဲမင်္ဂလာပါခဗျာခုပထမဦးဆုံးကျွန်တော်ပြောချင်တဲ့စကားလေးကတော့ဒီကက်ကြီးတိုးဘကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ကြပါစေလို့အယူဆုံးကျွန်တော်ပြောချင်ပါတယ်ခဗျာကဲဒီနေ့ဗီဒီယိုလေးကတော့သူ့ရဲ့အသက်မသိခင်အထိကလေးများကိုကတင်နိုင်ခဲ့တဲ့ ျွန်တော်ဆရာမလေးရဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့တူတူနောက်ဆက်ရမှာပဲဖြစ်ပါတယ်နောက်ပြီးတော့တော်တော်လေးဟောနေတဲ့ဗီဒီယိုလေးတွေကိုလည်းကျွန်တော်တို့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျဗီဒီယိုလေးကိုဆက်လက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်ခလင်းငယ်လေးတွေကိုနောက်ဆုံးထွက်သက်ပြီးကာဝင်ခဲ့လို့အားလုံးစိတ်မကောင်းဖြစ်ပြီးတော့ချီးကျူးနေရတဲ့ကြောင့်ဆယ်ကဆရာမလေးတမိုင်းတမင်မူကြိုကလေးတွေကိုနောက်ဆုံးချိန်ထိအသက်နဲ့ငင်းကကာဝင်ခဲ့လို့အားလုံးကချီးကျူးခံရတာကကြောင့်ဆယ်မျိုးက right game မူကြောင်းကြောင်းကဆီယမလေးဖြစ်ပါတယ်။အောင်းသိကြတဲ့အတိုင်းမြန်မာနိုင်ငံလုံးကိုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြီးဟာသခိုင်းနေပြီးတော့မန်လေးကနေထိုင်းနိုင်ငံဘန်ကောက်မြို့ထိပ်ကိုပျက်စီးဆုံးရှုံးမှုတွေကြီးမားစေခဲ့တယ်လို့ကြောက်စင်မြို့လေးမှာလည်းပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တာပေါ့။ကြောက်စင်မြို့မှာဆုံဆုံထိခိုက်ပျက်စီးသွားခဲ့တာကတော့ right game မူကြောင်းကြောင်းလို့ဆွန်ရမှာပါ။အသက်၃နှစ်ကနေ၅နှစ်ရွယ်ကလေးလေးတွေမူကြိုတက်နေကြတဲ့ bracket ကြောင့်ဟာ match လာ၂၈နှစ်နေလေတနိုင်မထိုးခင်ချိန်လေးမှာပဲမလေးတန်းကြောင့်ပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ် ကျောင်းပြူကြချိန်မှာကလေးလေးတွေထမင်းစားပြီးတင်းအိတ်နေကြချိန်မှာလည်းကလေးလေးတွေဟာအဆောင်ဖြစ်စီနေကြတယ်မှာတည်ဆုံသွားတာပါစင်းစရာရင်းရောကလင်းလေးဆလင်းရောက်ဟောင်းကျောင်းဆင်မျိုးက breaking မူကြောင်းကြောင့်ပျက်စီးမှုအတွင်မှာအသက်ဆုံးရှုံသွားနေရတာပါဒါပေမဲ့လည်း breaking မူကြောင်းကြောင့်ဆီယမလေးလူဆန်းကတော့ကလင်း၃ယောက်ကိုသူမတက်နေခြင်းကကဲတင်နိုင်ခဲ့တယ်လို့ဆိုရင်မလင်တန်ကြောင့် breaking မူကြောင်းကြောင့်ပျက်စီးသွားတဲ့အချိန်မှာဆီယမလေးဟာကလင်း၃ယောက်ကိုသူမရဲ့ရင်ခွင်ထဲထည့်ပြီးကျောင်းပထမချက်မှာပိတ်မိနေကြပါဒီလိုနဲ့ပဲကျောင်းပြိုကျသွားချိန်မှာ ဆီယမလေးဟာမျက်နှာမှာဒဏ်ရာအကြီးကျယ်ရခဲ့ပေမဲ့လည်းကလေးလေးတွေကိုရင်ဝင်ထဲမှာဖတ်ထားရင်းနဲ့လာရောက်ကတင်မဲ့သူတွေကိုစောင့်ဆိုင်းနေကြရတာပါ။ကယ်ဆယ်ရေးသမားတွေရောက်ရှိလာကြပါမယ်။ဆီယမလေးကသူမရင်ဝင်ထဲကကလေး၃ယောက်ကိုပဲဦးစားပေးပြီးကတင်ဖို့ပြောခဲ့လို့ဆိုရင်ကလေး၃ယောက်ကိုကတင်လိုက်ချိန်မှာတော့ဆီယမလေးကစစ်လျှော့လိုက်ပုံရကခေါလုံးမရတော့ဘဲနဲ့အသက်ဆုံးရှုံးသွားကြရတာပဲဖြစ်ပါရဲ့။လောကမှာရှက်တက်ဖို့လူကျင်ဝင်တည်တက်ဖို့ဆိုတာတွေကတိညာရှိဖို့လိုသေးတယ်။ညာရင်မြင့်မာတာအေရာကချက်เสียရ။ ဒီပုတ်လေးကတော့တော်တော်လေးကို ကြီးရင်းနဲ့တော့ရှက်တယ်ဗျာဘလို့ရှက်လဲဆိုတော့ပြောမနိုင်တော့ဘူးတော်တော်လေးစမကောင်းလည်းဖြစ်ရပါလေဇေယျာကချက်စရာပုတ်ဘူးဆိုတာပြနိုင်လူတယောက်ဖြစ်နေရင်ဘယ်အရာကိုထင်းသိမ်းရမလဲဘယ်အရာက မလုံသင့်ဘူးလဲဘလို့ပြုတ်မှုက တိတ်ခါရှိတာဘလို့စိတ်နဲ့များလုံးကြလာမသိဘူးဆိုတာလေခွဲခြားပြီးပြီးစင်ကျင်တက်မှာ ညာရင်နှိမ့်တဲ့လူတွေကမရှက်တတ်ဘူး။ရှက်တရားဆိုတာဘာမှမသိကြဘူး။လူမှုပတ်ဝန်းကျင်ဆိုတာနားမလည်ကြဘူး။သူတို့တယောက်တည်းအစဉ်ပြေဖို့နဲ့စိတ်ရှမ်းတာဖို့ပဲပြီးကြတာ။ဟုတ်တယ်။ဒါကိုမရှက်တတ်ဘူးလားမရှက်ဘူးလား။တိတ်ခါမရှိတဲ့လူလို့သွားမေးနေလို့သွားပြောနေလို့အလကားပဲ။ဟုတ်တယ်အလကားပဲအဲ့ဒါလုံးဝအလကားပဲ။အဲ့ဒါချက်စရာမို့လို့လား။ဘာကြောင့်ရှက်ရမှာလဲလို့သူတို့ကပြန်ပြောကြမှာ။အင်း ညာရင်နှိပ်လို့မရှက်တတ်တဲ့အပြင်သူတို့လို့တာမှန်ပြီပြောတဲ့လူကအပြစ်ကြီးအောင်ပါလောက်ကြပြောကြအောင်ပါအဲ့လို brain level နှိပ်နေသူတွေအတွက်အထိတ်လုံးမဲ့ application ကိုဘသူကမှမတီထွင်နိုင်ဘူးငန်လင်းလောက်ခဲ့ခြင်းရွှေတွေကိုရယူခိုင်းလို့ဝန်ထမ်းတွေတက်ဆုံးပါခဲ့တဲ့တင်းရွှေစင်းရနာရွှေဆိုင် ဒါတော့လေပစ္စည်းသင်္ကာရလူသင်္ကာရဆိုပေမဲ့လေပစ္စည်းထည့်လူတယောက်ရဲ့အသက်ကပိုရေးကြီးပါရည်နော်နေပြည်တော်ပြည်မနာကတင်းရွှေစီရနာဆိုင်ခွင်းဟာငလင်လောက်ခတ်နေစဉ်ဝန်ထမ်းတွေဘေးလို့ရထွက်ပြေးလို့မြောက်ခဲ့ပြီးတော့ပိုင်ရှင်ရဲ့စေခိုင်မှုကြောင့်ရွှေတွေကိုထပ်မံယူဆောင်ကြကငလင်တကြောလောက်ခတ်တဲ့ချိန်တွေသွားတိုးပြီးတော့ဝန်ထမ်းတွေတယောက်မှကျန်အသက်ဆုံးပါသွားခဲ့ရတာဖြစ်ပါရည် ။တင်းရှိစင်ဆိုင်ဝန်ထမ်းတွေထဲမှာကိုဝင်းဆောင်တဲ့တူပါဝင်ခဲ့ပြီးဝန်ထမ်းစုစုပေါင်းရောက်20ကျော်တယ်လို့ဆိုပါရီ။ရွှေဆိုင်ပိုင်ရှင်မက်တင်ကတော့ကွယ်လွန်သွားတဲ့ဝန်ထမ်းမိသားစုတွေကိုအကြောင်းတစုံတရာမမေ့ဘဲနဲ့ခုတီနိုင်ငံသားမနေနေတော့မှမက်တင်ကငလင်မလုံမီနိုင်ငံသားချီးစင်နေရောက်နေခဲ့ပြီးတော့ဆိုင်မမရှိဘူးလို့ဆိုပါရီ။ဒီလိုလူမဆန်နဲ့ခိုင်းစေမှုကြောင့်တပ်ပေါင်းများစွာဆုံးပါသွားတာဟာတကယ့်ကိုစိတ်မကောင်းဖြစ်ရပါရဲ့နော်။ဝန်ထမ်းတွေတဲကတယောက်ဟာရွှေတွေကိုအပြင်ကယူဆောင်ပေးနေပြီးတော့ကားပေါ်ကုန်ပို့ပြီးမှအခြားသောဝန်ထမ်းတွေကိုပြိုကျနေတဲ့တိုက် က်ထဲကူပိုးလုံးမှာပဲငနေတကြော်ထဲမှာပါသွားခဲ့တာလို့ဒေသခံတချို့ကပြောပါရီဒီတော့ပြည်သက်ကြီးငလင်းလုတ်ခတ်တော့လောဘတတဲ့တင်းရွှေစင်ရနာဆိုင်ပေါ်မှာမှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်တတော်လေးကိုစင်မကောင်းစရာတွေကြီးပါပဲလို့တော့ဒီရဲ့ပိုက်တန်းမှာတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလိုပါပဲအစိုးတိကြည့်ရှုအပ်ပေးကြတဲ့တယောက်ချင်းစီလေဘေးကင်းလှုပ်ချုပ်စားပါကြလေလို့ကျွန်တော်ဒီကတည်းကဆုတောင်းပေးလိုက်ရပါတယ်ခဗျအားလုံးကိုလည်းကျေးဇူးတင်ပါတယ်